ကဝါကြီးကဂါဇာမှာအစ္စရေးရဲ့လူမျိုးတုံးထပ်ပြမှုကိုအာရုံစိုက်နေချိန်ပါလက်စတိုင်းပန်နဲ့နောက်တစ်ခုဖြစ်တဲ့အနောက်ဘက်ကမှာတော့ဂျူးချေချနေထိုင်သူရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကလည်းတိတိတလာတိုးမြင့်လာနေပါတယ်။စပတင်မာလကုန်ပိုင်းကနေအောက်တိုဘာဒုတိယပတ်ထိအနောက်ဘက်ကမှာဂျူးချေချနေထိုင်သူရဲ့အကြမ်းဖက်တိုက်ခိုက်မှုဟာအနည်းဆုံးအကြိမ်30ကျော်ရှိခဲ့ပါတယ်။ 2025ခုနှစ်ပထမ6လအတွင်းဒီလိုအကြမ်းဖက်တိုက်ခိုက်မှုအရေအတွက်ဟာတထောင်ကျော်အောင်ရှိခဲ့တာပါ။ဌာနေပါလက်စတိုင်းတွေအဖော်ဂျူးချေချာနေထိုင်သူတွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုဟာအစ္စရေးနိုင်ငံစတင်ထူထောင်တဲ့1948ခုနှစ်ကတည်းကရှိခဲ့တာပါ။ဒါပေမဲ့2016ခုနှစ်နောက်ပိုင်းတိုက်ခိုက်မှုအကြီးအကျယ်ဟာနှစ်စဉ်နှစ်စဉ်အလွန်အမင်းတိုးမြင့်လာနေပါတယ်။ တူရမုစ်အရီယာဆိုရဲအနောက်ဖက်ကန်းကယွာမအော်တိုဘာ19ရက်နေ့ကတန်လွင်ပင်နေရိတ်သိမ်းနေတဲ့ပါလက်စတိုင်းလက်သမားတွေကိုအခြေချနေထိုင်သူတရာကျော်လောက်ကဒုတ်တွေဓာရီနဲ့ဝင်ရောက်ရိုက်နှက်ဖူးခိုးခဲ့ကြပါတယ်။ဒီတက်ခိုက်မှုအတွင်းပါလက်စတိုင်းသက်ကြီးရွယ်ဦးတွေတက်ကြွလှုပ်ရှားသူတွေနဲ့ဒီအဖြစ်အပျက်ကိုဒရင်လာယူတဲ့ဒရင်တောက်တွေပါတိုက်ခိုက်ခံခဲ့ရပါတယ်။ အော်တိုဘာ73ရက်နေ့တုန်းကလည်းဘာတလာဆိုတဲ့ရွာမှာသူချီချာနေထိုင်သူရဟာတန်လွင်ပင်150လောက်ကိုအမြင့်ကနေနှုတ်ယူဖြည့်ဆီးခဲ့ကြပါတယ်။ Bye Fajr ဆိုတဲ့ရွာမှာတော့ပါလက်စတိုင်းလက်သမားတွေကိုအခြေချနေထိုင်သူတွေကအကြမ်းဖက်တိုက်ခိုက်ခဲ့ကြပါတယ်။ Nablus မြို့နာကရွာ3ရွာမှာတော့ဂျူးချီချာနေထိုင်သူရဲ့ Israeli စစ်သားတွေရဲ့ပုံပြီးတော့တန်လွင်ပင်ရိတ်သိမ်းမဲ့ ပါလက်စတိုင်းလက်သမားတွေကိုအောက်တိုဘာ10ရက်နေ့မှာအကြမ်းဖက်တိုက်ခိုက်ခဲ့ကြရတယ်။တိုက်ခိုက်မှုတွေမှာဒုတ်တွေနဲ့ရိုက်နှက်တာ၊ချောက်တုံးတွေနဲ့ဖြစ်ပေါက်တာ၊တနက်နဲ့ဖြစ်ခဲ့တာတွေအထိပါဝင်ပြီးပါလက်စတိုင်းတွေပိုင်တဲ့ကားတွေကိုလည်းအခြေချနေထိုင်သူတွေကမီးရှို့ဖျက်ဆီးခဲ့ကြရတယ်။ပါလက်စတိုင်းနိုင်ငံအနောက်ဖက်ကမ်းနဲ့အရှေ့ဂျေရုဆလင်မှာ2023ခုနှစ်အောက်တိုဘာလနောက်ပိုင်း ဂျူးချေချနေထိုင်သူတွေနဲ့အစ္စရေးစစ်သားတွေပေါင်းပြီးတပ်ဖြတ်ခဲ့တာကြောင့်အနည်းဆုံးပါလက်စတိုင်းပြည်သူထောင်ကျော်သေဆုံးခဲ့ပါတယ်။ဘိုးအင်ဆုံခွာထွက်ပြေးရသူအရေအတွက်ကတော့3400လောက်ရှိပါတယ်။ Palestine ပိုင်းအနောက်ဘက်ကမှာ Israel ဟာတရားမဝင်အခြေချအင်အားရီအများပြဆော့လို့ပြီးကမ္ဘာတစ်ဝန်းကဂျူးအခြေချနေထိုင်သူတွေကို နေထိုင်စေရပါ နိုင်ငံကအတိုင်းဝိုင်းကဣသရေလရဲ့ဒီလိုရက်ကိုပြင်းပြင်းထန်ထန်ရှုံချထားပေမဲ့လည်းဣသရေလကတော့ပါလက်စတိုင်းပိုင်နက်တွေမှာအခြေချအင်အားတွေထပ်တူဆောက်လုပ်နေစေဖြစ်ပါတယ်။